ဖုံးနဲ့ဖုံးမှာရှိတဲ့ဖိုတိုတွေဗီဒီယိုတွေကို PC ပေါ်ကိုပြောင်းမှာဖြစ်ပါတယ်။အပြောင်းတက်သေးတဲ့မိတ်ဆွေများအတွက်ကျွန်တော်ဒီဗီဒီယိုကိုတက်ဆက်လိုက်ရခြင်းဖြစ်ပါတယ်။ပထမအဦးဆုံးကျွန်တော်တို့ဒီမှာကွန်ပျူတာမှာကွန်ပျူတာနဲ့ဖုံးနဲ့ကိုကျွန်တော်တို့ဒီလိုအားပင်ချိုးနဲ့ခြေဆက်လိုက်တာဖြစ်ပါတယ်ခင်ဗျာ။ဒီနေရာမှာကျွန်တော်တို့ဒီပုံစံမျိုး ပေါ်လာမှာဖြစ်ပါတယ်။ Fine Transfer and Right Auto ဆိုရှိပါတယ်။ Transfer Photo PTB ဆိုရှိပါတယ်။ကျွန်တော်တို့က Fine Transfer Auto and Right Auto နဲ့ပြောင်းကြည့်မှာဖြစ်ပါတယ်။ဒါကိုတစ်ချက်နှိမ့်လိုက်ပါခင်ဗျာ။ Okay ပြီးရင်ကျွန်တော်တို့ကွန်ပျူတာဘက်ကိုသွားမှာဖြစ်ပါတယ်။ဒါမပြောင်းတတ်သေးတဲ့မိတ်ဆွေများအတွက်ကျွန်တော်လုပ်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ။ ခဏလေးပါပြီးရင်ဒီနေရာမှာဖိုင်နေရာရှိပါတယ်ဒီနေရာလေးကိုသွားအောင်ဖြစ်ပါတယ်ကျွန်တော်အခုဒီမှာမြှားပြထားတဲ့နေရာလေးဖြစ်ပါတယ်ခင်ဗျာဒါလေးကိုသွားလိုက်ပါဒီနေရာလေးကိုတစ်ချက်ထောက်အောင်มาဖြစ်ပါတယ်ဒီဖိုင်နေရာကိုထောက်အောင်มาဖြစ်ပါတယ်မိတ်ဆွေတို့မြင်လားတော့မသိပါဘူးခင်ဗျာကျွန်တော်ညပကြီးမိတ်ဆွေတို့ပြရတဲ့အတွက်ကြောင့်ဟုတ်ကဲ့ဒီနေရာမှာဒီပုံစံမျိုးပေါ်လာมาဖြစ်ပါတယ် ီဘက်တောင်းလေးတဲမှာကျွန်တော်ဖုန်းနဲ့ကွန်ပျူတာ join ထားတဲ့ခါမှာဖုန်းရဲ့အမည်ဟာ Redmi 10A နဲ့ကျွန်တော် join ထားရင်ဖြစ်ပါတယ် Redmi 10A ဆိုတဲ့နေရာလေးကိုဝင်လိုက်ပါခင်ဗျာဒီမှာမိတ်ဆွေတို့ဒီနေရာလေးကိုဝင်လိုက်ပါမိတ်ဆွေတို့ဖုန်းတစ်ခုခုမိတ်ဆွေတို့ရဲ့ဖုန်းနံပါတ်ပေါ်လာမှာဖြစ်ပါတယ်ပြီးရင်ဒီမှာဒီဖုန်းမှာတော့ကျွန်တော် internet storage ပဲရှိပြီးတော့ SD card မရှိတဲ့အတွက်ကြောင့်ဒီမှာဒီနေရာမှာဆိုလို့ရှိရင်သူ internet storage ထဲမှာရှိတဲ့ပမာဏကိုသူပြထားတာဖြစ်ပါတယ်အဲ့နေရာကိုတစ်ချက်ထောက်လိုက်ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ခဏလေးသူ့ကိုဆောက်ခဏလေးပါခင်ဗျာဒီခံမှာဒီမှာခဏဆောက်ကြည့်ရမှာဖြစ်ပါတယ် ါကဒီဗီဒီယိုကဒီဒလကူကူဖုန်းထဲမှာရှိတဲ့ပုံတွေကိုကွန်ပျူတာကိုပြောင်းနေနည်းစနစ်ကလေးကိုပြသရင်းဖြစ်ပါတယ်ခင်ဗျာ နောက်တနည်းလေးပြောင်းအောင်ရှိပါတယ်ကျွန်တော်ဒီမှာနည်းနည်းလေးကွန်ပျူတာကလည်းဟုတ်ကဲ့ခင်ဗျာခဏလေးစောင့်ပါအဲဒါဆိုလို့ရှိရင်ဒီပုံတိုင်းပေါ်လာမှာဖြစ်ပါတယ်ဒီမှာဒီနေရာမှာ DCIM ဆိုတာရှိပါတယ်เนาะအဲ့ဒါလေးကို message ကြည့်လိုက်ပါကျွန်တော်ဖုန်းကညပဲဆိုတော့နည်းနည်းလေး ဒီမှာ DC IM ဆိုတဲ့နေရာလေးရှိပါတယ်အဲ့နေရာလေးကိုတစ်ချက်ထောက်လိုက်ပါပြီးရင်ဒီမှာကျွန်တော်တို့ကကင်မရာဆိုတဲ့နေရာကိုတစ်ချက်ထောက်လိုက်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီမှာကျွန်တော်ပြောင်းညင်တဲ့ပုံလေးဗီဒီယိုတွေဒီပေါ်ရက်ကဒါတွေကတော့ဗီဒီယိုတွေဖြစ်ပါတယ်ဒါကတော့ဓာတ်ပုံဖြစ်ပါတယ်ဗီဒီယိုနဲ့ဓာတ်ပုံပြောင်းပုံပြောင်းနေခြင်းအတူပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီပုံလေးကိုကျွန်တော်ကြောင်းကြည့်မှာဖြစ်ပါတယ်ကွန်ပျူတာထဲကိုဆိုတဲ့အခါကျွန်တော်ဒီဘက်က right click လေးကိုနှိပ်ပြီးတော့ ကျွန်တော်ဒါလေးကို copy ယူมาဖြစ်ပါတယ်ခင်ဗျာခဏလေးစောင့်ပါသူ့ကိုကျွန်တော် copy ယူပြီးတော့ computer ထဲကိုပြောင်းมาဖြစ်ပါတယ်တော်တော်လေးကြာတာပဲခဏလေးမိတ်ဆွေတို့ခဏလေးပါခင်ဗျာဘုံက ဗီဒီယိုဆိုရင်တော်တော်လေးကြာမှခင်ပါလေပြီးရင်ကျွန်တော် PTP နဲ့ပြောင်းတဲ့ listener လေးတခုလည်းမိတ်ဆွေတို့မျှဝေသွားမှာဖြစ်ပါလေခင်ဗျာငါဘာလဲ ုတ်ကဲ့ဒါကိုကျွန်တော် copy ယူมาဖြစ်ပါတယ် copy ယူလိုက်ပါခင်ဗျာပြီးရင်ကျွန်တော် PC ထဲမှာရှိတဲ့ file ကို PC ထဲမှာရှိတဲ့နေရာမှာတွားထားมาဖြစ်ပါတယ် PC ထဲမှာပေါ်မှာ PC ဆိုရှိပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော် fetcher ဆိုတဲ့နေရာလေးမှာတွားထားมาဖြစ်ပါတယ်အဲ့ဒါလေးကိုတစ်ချက်လောက်နှိမ့်လိုက်ပါဟုတ်ကဲ့ခင်ဗျာဒီပုံစံနဲ့ပေါ်လာမှာဖြစ်ပါတယ် အဲဒီနေရာမှာကျွန်တော်အစောစောကဖုံးဝါပုံကိုကျွန်တော်သွားပြီးတော့ကူးมาဖြစ်ပါတယ်ခင်ဗျာခဏလေးဆောင်းပါပြီးရင်ကျွန်တော်ဒီဖုံးကပုံလေးဗီဒီယိုတွေကိုကျွန်တော်ဒီကွန်ပျူတာထဲကို PTP လို့ခေါ်တဲ့စနစ်နဲ့ကြောင်းမပြောင်းလို့ပြည့်စုံလို့ပြမှာဖြစ်ပါတယ် ဒီ save picture ဆိုတဲ့ file လေးတွေကိုဝင်ပြီးတော့ကျွန်တော်တင်ထားလိုက်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒီနေရာလေးကိုထောက်လိုက်ပါ။ပြီးရင်ကျွန်တော်ဟိုဘက်က copy ယူလာတဲ့ပုံကိုဒီမှာဒီ file ထဲမှာပဲထားမှာဖြစ်ပါတယ်ခင်ဗျာ။ဒီနေရာကို paste လုပ်လိုက်ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ပုံလေးဟာဒီမှာ ရောက်နေဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့နောက်တနည်းကျွန်တော်မိတ်ဆွေတို့ကိုပြသအောင်มาဖြစ်ပါတယ်အဲ့ဒါတော့အခုထပ်ပို့ပြီးတော့လွယ်ကူတဲ့နည်းစနစ်လေးဖြစ်ပါတယ်ခင်ဗျာဒါတော့မိတ်ဆွေတို့ခဏလေးစောင့်ပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် ုံးလေးတဲ့ကိုကျွန်တော် drive မှဖြစ်ပါတယ်ခဏပါခင်ဗျာဟုတ်ကဲ့ပြီးရင်ကျွန်တော်တို့မှာ transfer photo PTP ဆိုတာနဲ့ကျွန်တော်ပြောင်းမှာဖြစ်ပါတယ်။သူကပို့ပြီးလွယ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ကျွန်တော်ဒါနဲ့ပြောင်းလိုက် မှာဖြစ်ပါတယ်မိတ်ဆွေတို့ဒါတော့သိခံပြီးကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်မှောင်ရလဲမှောင်ဒီချိန်မှာညဘက်လည်းဖြစ်နေပါတယ်ကျွန်တော်မှာဆိုရင်ဒီနေရာမှာကျွန်တော်တို့ photo application ကနေပြီးတော့ကျွန်တော်တို့တွားပြီးတော့ပြောင်းမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီဘက်တောင်းလေးနေရာလေးထဲမှာဝင်လိုက်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ photo တွေကိုတွားမှာတွားပါဖြစ်ပါတယ်ခင်ဗျာ ခဏလေးဆောင်းပါဟောဒီဘုံထဲမှာရှိတဲ့ဟောဒီဗီဒီယိုထဲမှာရှိတဲ့ဗီဒီယိုတွေကိုဗီဒီယိုနှစ်ခုရှိပါတယ်အဲ့ဒီဗီဒီယိုတွေကိုကျွန်တော်ဒီ PC ထဲကိုပြောင်းမှဖြစ်ပါတယ်ခင်ဗျာဒါမှတော့ခဏဆောင်းအောင်မှဖြစ်ပါတယ် ဒီ photo obligation နဲ့ဝင်လာမှကြာနေတာဖြစ်ပါလေခင်ဗျာခဏလေးတော့စောင့်ပါကျွန်တော်ကွန်ပျူတာလည်းတော်တော်လေးကိုလေးနေတဲ့သဘောရှိပါလေခင်ဗျာဒါ live video လေးတခုကိုကျွန်တော်ဒီနေ့စက်တိုက်လွှမ်းမဲ့အစီအစဉ်ရှိတဲ့အတွက်ကြောင့်ကျွန်တော်နေ့လည်းရတဲ့တခုလှမ်းပါတယ်ပြီးတဲ့အခါအခုတခါထပ်ပြီးလွှမ်းရခြင်းဖြစ်ပါတယ်အမေရှိတို့တည်းလည်းအကျိုးတစုံတရာရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ် အခုကျွန်တော်ပြနေတာကတော့ကျွန်တော်ဖုန်းမှာရှိတဲ့ပုံလေးဗီဒီယိုလေးကိုကွန်ပျူတာထဲကိုကူးတဲ့ listener ကလေးကိုပြနေခြင်းဖြစ်ပါတယ်ပထမဆုံး snack ကတော့ကျွန်တော်တို့ file နဲ့သွားပြီးတော့ကူးခြင်းဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ PTP လို့ခေါ်တဲ့ photo transfer listener နဲ့ပြောင်းခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ရပါပြီခင်ဗျာခဏလေးပါနာဆောင်အောင်မှာဖြစ်ပါတယ်မိတ်ဆွေတို့ဒါလေးကိုကြည့်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်ကွန်ပျူတာကနည်းနည်းလေးလေးနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်မိတ်ဆွေတို့ဒါလှုပ်ကြည့်မဲ့ဆိုရင်အလွန်လွယ်ကူပါတယ်ခင်ဗျာဟုတ်ကဲ့လာပါပြီခဏလေးစောင့်ပါ ဒီမှာပြောင်းကျင်တဲ့ဖုန်းကပြောင်းကျင်တဲ့ပုံလေးကိုကွန်ပျူတာကိုပြောင်းကျင်မှဆိုရင်ဟောဒီနေရာလေးရှိပါတယ်ဒီနေရာလေးကိုဒီ body နေရာလေးဖြစ်ပါတယ်ခင်ဗျာဒါလေးကိုကျွန်တော်တို့နှိပ်လိုက်ပါပြီးရင်ဒီမှာ from a connected device ဆိုပြီးတော့အဲ့ရနေပြီးတော့ကျွန်တော်တို့ connected device ကနေပြီးတော့ကျွန်တော်တို့ connect လုပ်အောင်မှာဖြစ်ပါတယ်ဒါလေးကိုနှိပ်လိုက်ပါခင်ဗျာ from a connected device ဆိုတဲ့နေရာလေးကိုနှိပ်ရမှာဖြစ်ပါတယ်ဒါဆိုရင် तू auto ဖုန်းထဲမှာရှိတဲ့ပုံတွေကိုကွန်ပျူတာကနေပြီးတော့စစ်ဆေးပြီးတော့ပြမှာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ထက်မှာကိုပြောင်းလို့တဲ့ပုံကိုလည်းပြောင်းလို့ရတယ်အားလုံးကိုလည်းတပိတ်သေးပြောင်းလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ဒီမှာတရက်တူတူရှာနေတာဖြစ်ပါတယ် အဲဒါဆိုလို့ရှိရင်တော့ဖုန်းထဲမှာရှိတဲ့ပုံတွေကိုကွန်ပျူတာထဲမှာကွန်ပျူတာမှာသူကရောက်လာဖြစ်ပါတယ်ဒါမှဗီဒီယိုပြောင်းမလားဓာတ်ပုံပြောင်းမလားကျွန်တော်နမူနာအနေနဲ့ဟောဒီပုံလေးကိုကျွန်တော်ပြောင်းလိုက်မှာဖြစ်ပါတယ်ဗီဒီယိုပြောင်းလာနေလဲအတူတူပဲဖြစ်ပါတယ်ခင်ဗျာဒီနေရာလေးကိုရွေးချယ်လိုက်ပါတယ်ပြီးရင်ဒီနေရာမှာ import one of 216အတန်းပုံ item 216ခုရှိပါတယ်ဖုန်းထဲမှာအဲ့ဒါလည်းတစ်ခုတည်းကိုကျွန်တော်ပို့มาဖြစ်ပါတယ်အဲ့ဒါလေးကိုဒီနေရာလေးဒီအပြာရောင်ဒီနေရာလေးကိုတည့်ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင် auto သူဟာကွန်ပျူတာကိုကွန်ပျူတာလေးကိုပို့လိုက်ပြီးဖြစ်ပါတယ်ခင်ဗျာပြီးရင် okay လို့တည့်ရမှာဖြစ်ပါတယ်အခြားဗီဒီယိုတွေကိုပြောင်းရင်လည်းဆိုရင်လည်းဒီပုံစံတို့မျိုးတိုင်းပဲပြောင်းလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေ့ဖို့ဒီဗီဒီယိုလေးကိုမိတ်ဆွေတို့အတွက် ညဝေတင်ဆက်လိုက်ရပါတယ်ခင်ဗျာဒီခံမီကြီးချူတဲ့အတွက်ကြောင့်အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေခင်ဗျာ